သာသနာတော်နှစ်1560ပြည့်နှစ်ကောဇာတက္ကရိ1398ခုနှစ်ဝါဆိုလာပြီကျော်23ရက်2016ခုနှစ်ဩဂုတ်လ1ရက်မန္လီတိုင်းဒေသကြီးပြည်ဦးတွင်ခရိုင် ပြည်ဦးတွင်မြို့နယ်အောင်ချမ်းသာရွာဓမ္မသာယသာသနာစင်တာ Institute of Dharma Education ဓမ္မပညာသင်ကြားရေးသင်တန်းချောင်း တင်နာအမှတ်စဉ်၄2016ခုနှစ်တင်ဒန်ဖွင့်လှစ်ပွဲခန္ဓာဩဝါဒတရားဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေအနှစ်ချုပ်လို့ဆိုရမယ်အဘိဓမ္မာတရားအဘိဓမ္မာတရားကို သင်ကြားပို့ချဖို့နာယူကြဖို့ဆိုပြီးဒီနေ့သင်္ဏကိုစတင်ဖွင့်လေမှာဖြစ်အဘိဓမ္မလို့ဆိုတဲ့ခေါ်ကြတဲ့တရားတော်တွေဟာတကယ်တော့သုတ်တန်နေတဲ့ကနေပြီးတော့အနှစ်ချုပ်ထုတ်ထားတယ်လို့ပြောလို့လည်းရတယ်သုတ်တန်ထဲမှာ ပါတဲ့တရားနဲ့အဘိဓမ္မာထဲမှာပါတဲ့တရား အနှစ်ချုပ်အားဖြင့်တူတူပဲအဲကြောင့်မို့အဘိဓမ္မဆိုတာနည်းနည်းခက်ခဲပြီးရဗုဒ္ဓရဲ့အဆုံးအမတည်းမှာအစီအနှစ်ထုတ်ယူပြီးတော့ဟောကြားတဲ့တရားမျိုးဖျားဟောတဲ့တရားတော်တွေဟာအလုံးဝိမု ക്തി ရတ္တလို့ခေါ်တဲ့လွတ်မြောက်မှုကိုဆောင်ရွက်နိုင်တဲ့တရားတွေကြီးပဲ။ တခုဤသောကိစ္စတဏှာဝကလွတ်မြောက်ခြင်းတဏှာဝကလွတ်မြောက်ခြင်းဆိုတာတွေ့တာမှုတွေကလွတ်မြောက်ခြင်းတွေ့တာမှုတွေကလွတ်မြောက်မှတဏှာကလွတ်မြောက်တာဖြစ်တယ်ပေါ့ဒါကြောင့်မို့ freedom ဆိုတဲ့လွတ်မြောက်မှုရရှိဖို့အတွက်ဓမ္မသင်တန်းတွေဖွင့်လှစ်ပြီးတော့သင်ကြားကြပြီဓမ္မပညာတွေရအောင်ကြိုးစားအထောက်ကြရတာဖြစ်တယ် ီနေရာမှာလေးနဲ့ထားပြီးတော့ဆင်ញင်သုံးသပ်ကြည့်တတ်ဖို့လိုအပ်တယ်ဓမ္မပညာကိုသင်တယ်လို့ဆိုတဲ့နေရာမှာပညာဆိုတာတည့်ရိုက်သင်လို့ရသလားလို့ဆိုတော့ပညာကိုတည့်ရိုက်သင်လို့မရဘူးပညာရဲ့ဒီဘူမိလို့ခေါ်တဲ့အသိပညာရဲ့ လေ့ကျင့်ရာအကြောင်းအရာများကိုသာသင်ပြလို့ရတာဖြစ်တယ်ပေါ့အဲ့ဒါကိုအာယုစိုက်ပြီးသဘောကျအောင်မှတ်သားဖို့ပြောမယ်ဆိုရင်သင်တယ်ဆိုတာ subject matter ကိုပဲသင် အကြောင်းအရာတစ်ခုကိုသင်ကြတာအဲ့ဒီအကြောင်းအရာတွေဟာပညာကိုဖြစ်ပွားစေတတ်လို့ပညာရဲ့အခြေခံအကြောင်းတရားတွေပဲအဲ့ဒါကိုပဲ ပညာသင်တယ်လို့ဒီလိုပြောကြတာပေါ့သို့တော့ပညာဆိုတာနောက်တစ်ဆင့်လာဖို့လိုသေးတယ်ဆိုတော့အဘိဓမ္မာသင်တယ်လို့ဆိုတာအဘိဓမ္မာကျမ်းဂန်မှာဟောထားတဲ့မြတ်စွာဘုရားဟောကြားထားတဲ့အချက်လက်တွေကိုမှတ်သားနာယူ သင်ယူခြင်းသာဖြစ်တယ်ပေါ့အဲ့ဒီသင်ယူမှုဟာပညာလို့မဆိုနိုင်သေးဘူးသင်ယူမှုပေါ်မှာ ရရှိထားတဲ့အကြောင်းအရာပေါ်မှာဆက်လက်ဆင်ញင်သုံးသပ်နိုင်မှပညာဆိုတာဖြစ်မှာဖြစ်တယ်။ဒါကြောင့်မို့သင်တဲ့အချိန်ခါမှာလည်းပဲမြတ်စွာဘုရားမြဲတမ်းတရားဟောတဲ့အခါမှာရဟန်းတွေကိုကျွတ်တင်မိန်ကြားလေးရှိတဲ့စကားတစ်ခုရှိတယ်။ပါဋုကံသူနောထ မနတိကရောထဘာသိတ္တာမိ ်မြတ်စွာဘုရားတရားဟောတော်မူဆိုလို့ရှင်သာဓုကံစိတ်အာယုန်တွေလွင်ပါမသွားပဲနဲ့လေးလေးစားစားခေတ္တဆိုင်သူနောထနာထောင်ညာမနတိကရောထစိတ်ထဲမှာနှလုံးသွင်းညာလို့ဒီစကားကိုဖေယအမြဲတမ်းလို့ဒီဒီမိန်ကြားတော်မူတာဖြစ်တယ် အဲ့လိုမိန်ကြားခြင်းဟာဘာဖြစ်လို့လဲလို့ဆိုခရယုတ္တဆိုင်နားထောင်ခြင်းခရယုတ္တဆိုင်နှလုံးသွင်းခြင်းရှိမှ သင်ကြားပို့ချချက်ဆိုတာအပြည့်အဝရမှာဖြစ်တယ်သာဓုကံတဝနမနတိကာရာယတ္တာဟိ သာသနာတံပတ္တိရသော်ဗျာအဆုံးမတစ်ခုပြည်ပြည်ဝဝရရှိဖို့အတွက် ခယုတဆိုင်နားထောင်ခြင်းခယုတဆိုင်နှလုံးသွင်းခြင်းလို့ဆိုရဲဒီအချက်နှစ်ချက်မပါလို့ရှင်လွတ်ထွက်သွားနိုင်တယ်ဒါကြောင့်မို့ဒီနှစ်ချက်ကိုခယုဆိုင်ရမယ်လို့ဒါအရေးကြီးတဲ့ကိစ္စပြောရင်လူတွေတတိမထားမိမှာဆိုလို့ပြောတာဒါဘုရားမြတ်စွာဘုရင် ပြောတာမဟုတ်ဘူးလေးမြတ်မောမှလည်းပြောတာပဲเนาะ ပြောမယ်ဆိုတဲ့အကြောင်းအရာတစ်ခုခရီးတစ်ဆိုင်နားထောင်မှုရအတွက် may i have attention you please may i have your attention please ဆိုတဲ့စကားလုံးอ่ะခရီးတစ်ဆိုင်နားထောင်မှာ attention လောက်ပါလို့ဆိုတာမလုပ်လို့ရှင်လွတ်သွားနိုင်အကြောင်းအရာတစ်ခုอ่ะလွတ်သွားဒါကြောင့်မသိလိုက်တာမဖြစ်ရအောင်အာယုန်ဆိုင်နားထောင်မှုဟာ တင်ကြားတဲ့ပညာရအပြည့်အဝရရှိဖို့ရာအတွက်အရေးတကြီးလိုအပ်တဲ့ဟာဖြစ်လို့မြတ်စွာဘုရားကတာဓုကံသူနောထမနတိကရောထလို့ဒီလိုဟောတာဖြစ်တယ်ပေါ့အဲ့တော့သင်ယူပြီးဆိုတဲ့အခါမှာခေယုဒ္ဒဆိုင်နားထောင်ဖို့ဒါကနံပါတ်1ဒီလိုနားထောင်ပြီးတဲ့အခါမှာမှတ်သားထားတာကိုပြန်လည်ဆင်ခြင်စဉ်းစားတတ် ြန်လေးစဉ်းစဉ်စဉ်းစားပြီးတော့ဘဝနဲ့ဆက်ဟပ်ပြီးတော့ကုခန္ဓာနဲ့ဆက်ဟပ်ပြီးတော့စင်ကျင်သုံးသပ်မှုကလာရမှာဖြစ်တယ်။အဲ့တော့နားထောင်ထားတာကပထမမှတ်သားထားတာကဒုတိယမှတ်သားထားပြီးတဲ့နောက်မှာဘဝနဲ့ဆက်ဟပ်ပြီးစင်ကျင်သုံးသပ်မှုကတတိယလို့အဲ့ဒီအဆင့်လောက်ပြီးမှပညာဆိုတာရမှာဖြစ်တယ်ပေါ့ အဲ့လိုမဟုတ်ဘဲနဲ့နားထောင်ရုံတက်တက်ပဲဆိုလို့ရှိရင်နံပါတ်1အဆင့်မှာပဲရပ်သွားမှတ်သားတဲ့အဆင့်ထိအောင်မရောက်နိုင်ဘူးမှတ်သားတဲ့အဆင့်မှာရရှိသွားတော့လဲပြန်လီဆင်ရင်သုံးသက်ဘဝနဲ့ဆက်ဟပ်ပြီးတော့လှုပ်လိလသုံးသက်ခြင်းမလုပ်ဘူးဆိုလို့ရှိရင်လဲပညာဆိုတာဖြစ်မလာဘူးအကြောင်းအရာတစ်ခုသာမှတ်မိကောင်မှတ်မိလိမ့်မယ် ဘဝတစ်ခုနဲ့ဆက်ဟမကြည့်ဘူးဆိုရင် အသိပညာဆိုတာဖြစ်မလာနိုင်ဘူးပညာရဲ့သဘောဟာပညာဆိုတာပကာရေနသာနာတိတိပညာကွဲကွဲပြားပြားပိုင်ပိုင်ခြားခြားသိတာပညာလို့ခေါ်အဲ့ဒီပညာအဆင့်ရောက်အောင်ကြိုးစားအထောက်အပံ့ဖြစ်တယ်အဲ့ဒီပညာဒီပင်လေပြည့်စုံတဲ့ပညာလို့မခေါ်နိုင်သေးဘူး မောဟဆိုတဲ့မသိမှုကိုလုံးဝဖယ်ရှားလိုက်တဲ့ပညာမျိုးကြမှာပြည့်ဝတဲ့ပညာဆိုလိုတာကအရတမက်ပညာမျိုးကြမှာဒါလည်းပြည့်ဝတဲ့ပညာလို့ပြောလို့ရတယ်နော်အခုလို့ဆင်ခြင်သုံးသပ်ပြီးတော့သိတဲ့ပညာကိုသဝနာပฏิဝေဒါလို့ခေါ်တယ်နားထောင်ပြီးတော့ထိုးထွင်းသိနိုင်တဲ့ပညာမျိုးလောက်ဖယ်ရအောင်မယ်အဲ့ဒီကနေပြီးတော့မှဘဝနဲ့ဆက်ဟလေးလာပြီးတော့ ရရှိလာတဲ့ပညာကြတော့ဘာဝနာပฏิဝေဒာလို့အဲ့ဒီဘာဝနာပฏิဝေဒာဟာလေပထမအဆင့်အနေနဲ့ပြောမယ်ဆိုရင်ဝိပဿနာပညာမျိုးပဲဖြစ်တယ်ပေါ့အဲ့ဒီဝိပဿနာပညာမျိုးရင့်တန်လာပြီဆိုတော့မှကိလေသာတွေကိုလုံးဝဖယ်ရှားနိုင်တဲ့မဲ့ပညာမျိုးကိုရမှာဖြစ်တယ်အဲ့ဒီမဲ့ပညာကြမှာပညာလန်းဆုံးတယ်လို့ပြောရအောင်ဒါကြောင့်မို့အခုသင်နေတာ နီးစနစ်တွေကိုသင်နေတာပဲဖြစ်တယ်မို့ subject matter ကိုသင်တာအဲ့ဒီ subject matter ကိုခေယူတဆိုင်မှတ်သားဖို့မှတ်သားပြီးတဲ့အခါမှာစင်ញင်သုံးသက်ကြည့်ဖို့စင်ញင်သုံးသက်ခြင်းအပြင် ဖြစ်ပေါ်လာတဲ့ဘာဝနာပฏิဝေဒါကနေပြီးတော့နောက်ဆုံးမှာထိုးတွင်သိမြင်ခြင်းလို့ဆိုရဲပညာရတခုရတဲ့အခါမှာ ကိုယ်တဏ္ဏမှာရှိတယ်မသိမှုဆိုတဲ့အမှောင်ဟာလုံးဝကင်းသွားတယ်ဒါပညာစခန်းပြီးတယ်လို့ဒီလိုဆိုမှာဖြစ်တယ်ဒါကြောင့်မို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်တွေဟာအင်မတန်မှလေးနဲ့ဒါဖြစ်သောကြောင့်တမန်အသိလေးနဲ့တင်ရက်ဆိုင်မသွားစေဘဲနဲ့ဟောနားထောင်လို့သိလိုက်တဲ့အသိလေးနဲ့တင်ရက်ဆိုင်မသွားစေဘဲဒီအထက်ထီအောင်ဘာဝနာပฏิဝေဒါကနေပြီး မက်ပညာရောက်တည်ထအောင်ကြိုးစားအထောက်ကြရမှာလို့ဒီလိုဆိုလိုတယ်နော်အစင်အမတန်မှမြင့်တယ်လို့ပြောရအဲ့ဒီတနည်းအားဖြင့်ပြောရမယ်ဆိုရင်အနုဘောဓနဲ့ပฏิဝေဒအနုဘောဓဆိုတာသင်နဲ့ပညာရက်ကစပြီးဝိပဿနာချင်းစဉ်ထိအောင်တဝနာပฏิဝေဒဘာဝနာပฏิဝေဒမျိုးအဲ့ဒီလို့ ิปัตตนาญาณยัสยัสิติอธิอนุโบราหะโลขอပြီးတော့แม่ปัญญาจมปฏิเวทาโลဒီလိုခေါ်တာအဲ့တော့အမှန်တရားကိုသိတယ်ဆိုတာသင်တို့သိတာကတမျိုးဘဝနဲ့ဆင်ញင်သုံးသက်ဆက်ဟပ်ပြီးတော့သိတယ်အတိတ်ကြတော့အဲ့ဒါကြတော့မှလေးနဲ့တဲ့ပညာတစ်ခုဖြစ်လာဒါကြောင့်မို့ပညာဆိုဒီမှာ subject matter ကနေတဆင့် ိမိရဲ့စင်ញင်သုံးသပ်မှုစွမ်းအားနဲ့ရလာတဲ့အသည့်ဉာဏ်ကိုသာလေဒီနေရာမှာပညာလို့သတ်မှတ်ကြရမှာဖြစ်တယ်ပေါ့ဒီလိုပညာရဖို့အတွက်ကအကြောင်းနှစ်ခုရှိတယ်လို့ပြောရမြားစွာသောအကြောင်းတွေထဲမှာအဓိကအကြောင်းနှစ်ခုကတော့ဘာလို့ဆိုရင်ပရတောဂောတဟောတဲ့ပြောတဲ့ ဟောပြောချက်တွေနိုင်ယူမှတ်သားတာပရတောခောတဆိုတဲ့စကားလုံးကတော့ပရတောတပါးသောကောင်းတဲ့တရားဆိုလို့ရှိရင်သူတော်ကောင်းထံမှခောတာဟောပြောတဲ့တရားစကားဟောပြောချက်ပရတောခောတာဆိုတာဟောပြောချက်မင်္ဂနဲ့တရားရဲ့ဟောပြောချက်ဆိုပါစို့ရှင်ကွန်တညာ ပင်စားဝဲကြီးတွေကအကြီးဆုံးရှင်ကွန်းတင်ညာမြတ်စွာဘုရားနဲ့တွေ့ပြီးဓမ္မစကြာတရားနာတဲ့အခါအဲ့ဒီမြတ်စွာဘုရားဟောကြားတဲ့ဓမ္မစကြာတရားသူ့အတွက်မှာပြတော်ခေါ်တာမြတ်စွာဘုရားစီကတရားနာလိုက်ရမှသူ့ရဲ့အတိညာဏ်တကားဟာပွင့်သွားတာဖြစ်တယ်ပေါ့ဓမ္မစကုလို့ဆိုရဲမျက်လုံးပွင့်သွားတာဓမ္မမျက်လုံးပွင့် ကဲ့ရိတာမြတ်စွာဘုရားစီကပရတောခောသလို့ခေါ်တယ်။တရားဓမ္မကိုမနာရဘူး။သို့မဟုတ်ဆက်ချက်မေတ္တာကိုမသိရဘူးဆိုရင်သူညာတကားပိတ်နေမှာ။ညာမျက်စိကပွင့်လာမှာမဟုတ်ဘူး။ဒါကြောင့်မို့သင်ယူခြင်းဟာလည်းအလွန်အရေးကြီးတယ်။ဘာအတွက်ပရတောခောသဆိုတာရဖို့အတွက်။ဖယားပစ္စည်းကဗုဒ္ဓကလွဲလို့ရှိရင်ကြံတဲ့ပုဂ္ဂိုလ်တွေဟာပရတောခောသဆိုတာမရှိဘဲနဲ့ အသိဉာဏ်ထူခြားတဲ့အသိဉာဏ်တစ်ခုရရှိဖို့ရမှာဖြစ်နိုင်ဘူးเนาะထူခြားတဲ့အသိဉာဏ်အဲ့ဒီအသိဉာဏ်ရရှိဖို့ရှင်သာရိပုတ္တရာလိုဉာဏ်ထက်တဲ့ပုဂ္ဂိုလ်မျိုးတော့မရနိုင်ဘူးဒါကြောင့်မို့ရှင်အတ္တသီထံကရေဓမာဟေတုပ္ပဝါတေတံဟေတုံတထာဂတောအာဟဆိုတဲ့ဒီသစ္စာလေးပါးကိုအချင်းချုပ်အကြောင်းနဲ့အကျိုးရှင်းပြတဲ့ ဒီအကြောင်းအရာဆက်ချက်မေတ္တာလေးကိုနားထောင်လိုက်ရမှသူဉာဏ်မျက်စိပွင့်သွားအနုဘုဆိုရင်ဒီလောက်ကလေးတောင်မကြားလိုက်ရဘူးဆိုရင် သူဉာဏ်မျက်စိကပိတ်မြဲပိတ်နေမှသာဖြစ်တယ်ပေါ့အဲ့ဒါဟာတကယ်ဉာဏ်တကားကိုဖွင့်ပေးလိုက်တဲ့မာစတာကီးပဲဖြစ်တယ်ပေါ့မြတ်စွာဘုရားဒါဖို့ပရတောဂောသဆိုတာအင်တာမအရေးကြီးတယ်သင်တန်းတွေတက်ကြရတယ်မြတ်စွာဘုရားဟောကြားတဲ့တရားတွေကို နာယူကြရတယ် ဒီမှတ်သားကြရတယ်လေ့လာကြရတယ်မသိသေးရင်သိတဲ့ပုဂ္ဂိုလ်ထံမေးမြန်းရတယ်အဲ့ဒီလိုပြတ်တော်ခေါ်တာဆိုတဲ့အကြောင်းအရာတစ်ခုရှိရမယ်တဲ့ဒါနံပါတ်1အဲ့တော့ပြတ်တော်ခေါ်တာတစ်ခုတည်းနဲ့လုံလောက်ကလားလို့ဆိုမလုံလောက်သေးဘူးခုနလို subject matter လောက်ပဲသူကကြားလိုက်တာဖြစ်တယ်ပေါ့ဉာဏ်နဲ့ကိုယ့်ရဲ့ဒီသုံးသပ်မှုနဲ့ပေါင်းဆက်ရအောင်ခြေခံ ပညာလို့ပြောခြင်းပြောကိုယ့်ရဲ့ဒီအတုံးချမှုနဲ့ပေါင်းဆိုင်အောင်အဲ့ဒါကိုယောနိသောမနတိကာရ wise attention အေးရှင်သာရိပုတ္တရာကို ရှင်အတ္တသိကရေဓမာဟိတုပဘဝအတိတံဟိတုံတထာကတောအာဟဖျားပါရီဟောတယ်ဆိုတာကိုအကျဉ်းလေးပြောပြတာအကြောင်းကြောင့်ဖြစ်တဲ့တရားတွေကိုလည်းဟောတယ်အဲ့ဒီအကြောင်းကြောင့်ဖြစ်တဲ့တရားတွေရဲ့အကြောင်းတရားကိုလည်းဟောတယ် အဲ့ဒီအကြောင်းတရားတွေချုပ်သွားလို့အကျိုးတရားချုပ်တဲ့ဆိုတာကိုလည်းဟောတယ်ချုပ်တဲ့နီလန်းကိုလည်းဟောတယ်လို့ဆိုတာလေးကိုသိလိုက်တာနဲ့သူ့ရဲ့ဉာဏ်ကသူကစဉ်ញင်စဉ်းစားမှုကတခါလေလိုက်သွားတယ်အဲ့ဒါကိုယောနိတော်မနဲ့ဒီကာရာစဉ်ញင်သုံးသပ်မှုအဲ့ဒီစဉ်ញင်သုံးသပ်မှုဆိုရယ်ယောနိတော်မနဲ့ဒီကာရာရဲ့ပရတောခောတဆိုရယ်နားထောင်လိုက်ရတဲ့ subject matter ရဲ့ဒီတခုပေါင်းလိုက်မှဉာဏ်တကားပွင့် external condition နဲ့ internal condition လို့ခေါ်တယ်။ပြင်ဘက်ကတရားသံမိမိကိုယ်တိုင်ရဲ့စဉ်ဉဏ်သုံးသပ်မှုဉာဏ်စွာအဲ့ဒီနှစ်ခုပေါင်းလိုက်မှပညာဆိုတာဖြစ်လာတယ်ပေါ့။အဲ့ဒီဖြစ်လာတဲ့ပညာကြမှာတမဋ္ဌိဒီလိုအစဉ်စဉ်ခေါ်သွားတာ။ဒါကြောင့်မို့သင်ပြီးလို့ရှင်ယောနိသောမနတိကာရလို့ခေါ်တဲ့စဉ်ဉဏ်သုံးသပ်ကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဟပ်ပြီးတော့ ဘဝနဲ့ဆက်ဟပ်ပြီးတော့ဆင်ញင်သုံးသပ်မှုဆိုတဲ့ဉာဏ်လုံးမှပညာဆိုတာရမယ်လို့ဒီလိုပြောရမှာဖြစ်တယ်ပေါ့နော်အင်္ဂလိပ်စကားနဲ့ပြောမယ်ဆိုရင် knowledge နဲ့ wisdom ပေါ့ knowledge ဆိုတာ သိအောင်သင်ပေးလိုက်တာသိသွားတာလေးက knowledge အဲ့ဒီ knowledge ကိုအခြေခံပြီးတော့ဒီ အကြောင်းအရာတစ်ခုကိုဆက်လက်ပြီးဆင်ញင်သုံးသပ်လို့ဉာဏ်ပွင့်သွားတာ wisdom လို့ဒီလိုခွဲခြားပြောလို့ရတယ် knowledge နဲ့ wisdom wisdom ဆိုတဲ့ပညာအဆင့်ကိုရောက် knowledge ရအောင်ရှေးဥစွာသင်ညာရတယ်သင်လိုက်တဲ့အခါကျတော့မှဆင်ញင်သုံးသပ်မှုစွမ်းအားနဲ့ရလာတဲ့ပညာမျိုးအဲ့ဒီပညာကမှခိလေသာဆိုတဲ့အညစ်အကြေးတွေကိုဖယ်နိုင်တဲ့အစွမ်းထိအောင်ရောက်ရှိနိုင်တာဖြစ်တယ်ဒါကြောင့်မို့ သင်္นานသူသင်္นานသားအပေါင်းတို့ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုမိမိတို့မှာအခုလိုချိန်ပေးဖို့ဆိုတာအခွင့်အခါတင့်မှ အကြောင်းအကျိုးညီညွတ်မှသာလုံနိုင်ကြတာဖြစ်တယ်ဘဝမှာဒီတခြားကိစ္စတွေက အလွန်များကြပြီးတော့ဓမ္မအရေးအခုလိုအခွင့်ပေးနိုင်ခြင်းဟာမိမိတို့အလွန်ကံကောင်းခြင်းလို့ပဲပြောဒီလိုအခွင့်မရနိုင်တဲ့ပုံကိုယ်တွေဟာ မြောက်များစွာရှိတယ်ခွင့်ရတဲ့ပုဂ္ဂိုလ်သည်လက်တဆုပ်စာများသာရှိပြီအခွင့်မရတဲ့ပုဂ္ဂိုလ်တွေကအများကြီးပဲဒါကြောင့်မို့တို့တွေတွေအခွင့်ရတော့ကြိုးစားအထောက်ကြမှာလို့ဆိုပြီးတော့ကိုယ့်ကိုဒီစိတ်ဆုံးဖြတ်ပြီးတော့တရားဓမ္မအတိညာဉ်တွေကိုရအောင် subject မေတ္တာကိုကြိုးစားသင်ယူခြင်းဖြင့်သင်ယူပြီးတဲ့နောက်မှလည်းပဲဘဝနဲ့စဟဆင်းရဲသုံးသက်ခြင်းဖြင့် ဆင်းမြင်တဲ့ပညာရက်တွေကိုအသိပညာကိုရရှိအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း